အားလုံးမင်္ဂလာပါ event number နေပြန်လဲကျေးဇူးပါတယ်ဒီနေ့ပကိုးလာတဲ့ဧည့်သည်တွေအတွက်ပေါ့နော်ပကိုးမှာဖောက်ဝယ်တာငချင်လက်ဆောင်ရတဲ့ဇီးတွေတွေအတွက်ပကိုးမျိုးမဇီးတွေမှာငချင်ကိုဘယ်လိုဝယ်ရမလဲဆိုတာပြပြမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ပကိုးဇီးရုံကြီးပါတယ်ဇီးရုံကြီးအဝင်ပေါက်ဖြစ်ပါတယ်ဇီးရုံကြီးအရှိတ်ဘက်မှာဆိုလို့ရှိရင်တော့ရွှေဆိုင်နေနဲ့ထဲဆိုင်နေနဲ့ပြည်နေရပေါ့နော်အဲဒါကတော့အရှိတ်ပိုင်းလေးဖြစ်ပါတယ်ဆိုတော့ငချင်ဆိုင်ကကြတော့ဇီးရုံကြီးရဲ့အနောက်ချမ်းမှာရှိတာ

ပကိုးစေးရုံရာနှစ်ရုံတွဲရှိပါတယ်။အဲဆိုတော့ဒါကဒီနှစ်ရုံတွဲရဲ့အနောက်ဘက်ရုံပေါ့နော်။နောက်ဘက်ရုံအတီးတန်းနေရှိတဲ့ဘက်မှာအဲငချင်းဆိုင်လေးရှိတာဖြစ်ပါတယ်။ဆိုင်လေးနံပါတ်ကတော့ဒါဖိုးတောက်ကြ။ပစွန်ချင်းငဖဲ့ချင်းပါ။ချင်းအကြောင်းမပြောခင်မှာကျွန်တော်ရဲ့ Facebook page YouTube channel နဲ့အဲ TikTok account လေးကို follow subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အဲကျွန်တော်ဝယ်နေကြဆိုင်လေးပေါ့နော်။အဲများသောအားဖြင့်ဆိုလို့ရှိရင်ဟိုအမြဲတမ်းဝယ်နေကြ၁၀ဒုတ်၁၅ဒုတ်အနည်းလေးအဲ့လိုမျိုးအားပေးတာပေါ့နော်။ဒါ loss ရဒီမှာဘာရရလဲဆိုလို့ရှိရင် အဲငဖဲခြင်းရယ်ပစွန်ခြင်းရတယ်ဒီမှာတော့အကောင်ခြင်းလောဆယ်မရသေးဘူးဒါလိခြင်းပဲရအောင်မယ်ဆိုတော့ရောင်းလာတဲ့တက်တန်းကကြတော့အနည်းလေးမှနှစ်90ဝန်းကျင်အနည်းလေးဒါဒီဒီမှာတော့ဒါဆိုင်ရှင်ပေါ့နော်ဒီအမတို့မမွေးခင်တည်းကနော်ဒီမှာမမွေးခင်တည်းကရောင်းလာခဲ့တဲ့ရောင်းလာခဲ့တာဆိုတော့အနည်းလေးကိုနှစ်90ဝန်းကျင်ရှိပြီဆိုတော့ငချင်းကောင်းလားမကောင်းလားတော့မပြောတော့ဘူးဒီမှာဆိုလို့ရှိရင်ဟိုမြတ်တော်အဖြစ်ကဟိုမကိုးလာရတယ်ပေါ့နော် ဘာလဲဖက်တွေဝယ်တာငချင်လက်ဆောင်ရတယ်တို့ဘာလို့ပြောကြလို့လေဒီတထုပ်ဒီတထုပ်ကဒါဘယ်လောက်လဲမသိဘူး၁၀သားတော့ဒါတထုပ်၃တောင်းသေးလေးနည်းနည်းတောက်ဟုတ်ကဲ့ငားရည်သေးတက်လို့တထုပ်၃တောင်းဒီမှာအထဲမှာဒီမှာဖြီးပြနေနော်ဒါ၁၀သားတော့၃တောင်းထုပ်တထုပ်တထုပ်ကိုအများကြီးပါရနော်ဒါလေးကငဖယ်စင်ဒါလေးကငဖယ်စင်ဒါလေးစင်ဖြစ်ပါတယ်ဒါလေးကကြတော့ပစွန်ကျင်လေးပစွန်ကျင်လေး တို့တထုပ်ကိုအများကြီးနော်ဒီမှာဒီတထုပ်ကိုတုတ်စားလို့ရှိရင်အနည်းလေးလူ၄-၅ယောက်စားလို့ရတယ်။ဒါတကယ်ကိုယ်တိုင်တုတ်စားတာမလို့၄-၅ယောက်စားလို့ရတယ်။ပင်စိမ့်တွေကျက်တုံတွေထည့်ပြီးတော့စားပါတော့။အခုကျွန်တော်ကငချင်းဝယ်ဝယ်တဲ့နည်းလေးပြပြမယ်။ညတော့အဖြစ်ငချင်းစာနဲ့ဒီတိုင်းတန်းဝယ်ဝါကြတာများတယ်။ဆိုငချင်းဘယ်လိုမျိုးဝယ်ရမလဲပေါ့နော်တကယ်ပထမဆုံးကျတော့ငချင်းကိုဒီနေ့စားမှာလားနောက်နေ့မှာစားမှာလားဆိုတော့ရှိတယ်ပေါ့နော်ဆိုကျွန်တော်ဒီနေ့စားမယ်ဆိုလို့ရှိရင်အဲအမားတို့ကနေပြီးတော့မှဒီနေ့စားလို့ရအောင်လို့ဒီနေ့စားလို့အဆင်ပြေမဲ့တရားနေထည့်ပေးတာ ဆိုတော့ဒါမှမဟုတ်ကျွန်တော်နောက်တစ်ပတ်မှစားမှာလားနောက်နှစ်ပတ်မှစားမှာလားစသဖြင့်ရှိရပါဘောနော်ဒါဆိုလို့ရှိရင်တော့နောက်တစ်ပတ်မှစားလို့ရမယ့်အစားပါဘောနော်အဲအဲ့ဒီကနည်းလေးလက်ဆက်တယ်နော်အဲ့အဲ့ဒီကနေပြီးတော့ထည့်ပေးမှာထည့်ပေးတဲ့အခါမှာကျွန်တော်တို့ရေကက်တိုက်ထားရဆိုလို့ရှိရင်အနည်းလေးအဲအများတန်းခဲပေးနိုင်ရင်တော့တလောင်းအောင်ကျင်ထားလို့ရတယ်ဒါပေမဲ့ရေကက်တာအများတန်းမီးမလာလို့အများတန်းမအေးပေးနိုင်ဘူးဆိုလို့ရှိရင်တော့15ရောင်ဝန်းကျင်ထိရတယ်ဘောနော်ဒီမှာဟိုကျွန်တော်တို့နိုင်ငံခြားကိုပို့ခြင်းတယ်ဆိုလို့ရှိရင်လည်း ဒီဘက်ကနေပေးတယ်ဘိုးမျိုးတွေမှလည်းပို့ပေးတယ်ကို့ဒလီနဲ့ကိုပို့ပေးတာပေါ့နော်အဲ့လိုမျိုးပို့ပေးပါတယ်နိုင်ငံသားကိုလည်းပို့ပေးတယ်ဆိုတော့မှတ်ရခြင်းလဲဆိုလို့ရှိရင်ဖုန်းနံပါတ်0830 33 15 33 35ဟိုကဖုန်းနံပါတ်လေအဲ့ဒီကနေမှာပြီကျွန်တော်အဲ့ဒီကမှာလားကျွန်တော်ကတော့ငချင်မရတာအခုကငချင်နေမဟုတ်ဘူးရှောက်သီးဆေးပြားရှိမယ်ဒါတနခါတော့လို့ရှောက်ပြားဖြော်ရေးအဲဒါကကြတော့ဒါရှောက်သီးမီဖောက်ယူတဲ့ရှောက်သီးမီဖောက်ယူ အရွှေကျင်အတွက်နော်ဒါဟုတ်တယ်ကရေကရာလည်းဆက်ပေးဦးကရေကရာပါရောင်းသေးတယ်ကရေကရာရောရမှာဘာရကြတော့ရွှေကျင်တဘာဝလျှောက်ပြီးမိဖို့ယူလျှောက်ပြီးအောင်မိဖို့ပြီးယူလို့တာညနေရွှေလို့တာလည်းတကယ်ကောင်းညနေထိုးရတာစားကြည့်အောင်ဘယ်မင်းမလဲအချက်စေးလိုပဲမှာဟမ်ချက်စေးလိုပဲလားချက်စေးလိုပဲလေစားကြအောင်စားကြည့်ရေသမားလေးစားအဲ့လိုကောင်းနော်အရသာလည်းမစိုးဘူးညလည်းမစိုးဘူး တော်ရုံရတာတို့အနန်းတို့ကြောက်တဲ့သူတွေတောင်မှပဲစားလို့ရတယ်ရကိုင်းနေလို့ကလာဘာသာရတယ်ငါတခုပြောင်းဒီနေ့ vlog လောက်ပါပဲအဲအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog မှာပြန်လည်ဆုံတွေ့ပါမယ်တတ်တာ